စ္စည်းဥစ္စာမမောမမောချင်းတိတ်မရှိတဲ့တန်ခါတွေလှူရတာဘိုးတို့ကအာဘိုးတို့ပို့ပြီးတော့ဟိုစိတ်ချမ်းသာတယ်နောက်တစ်ခါကျတော့ဟိုအလှအလှရှင်တွေအတွက်လဲဝင်းဒိုးဝင်ဖို့မဖြစ်ဘူးဘိုးဘိုးအမြဲဆူတောင်းတဲ့ဟာတစ်ခုရှိပါတယ်ဘိုးဘိုးဒီဘွားဒီခန္ဓာနဲ့နေမယ်ဟိုကနိဗ္ဗာန်ကိုအာတွားကျင်တာပေါ့နော်နောက်ထပ်လူလည်းဖြစ်ချင်တော့တိရစ္ဆာန်လည်းဖြစ်ချင်တော့ဘာမှမဖြစ်ချင်တော့ဘာမှမလိုချင်တော့တာ ကတော့မဟာဝိဟာရဒီကျောင်းတွေကိုလှူတာကြားပြီပေါ့နော်အဓိကတော့ရဝီနီကျောင်းတွေပေါ့နော်ဝီနီအေဝီနီကိုအထူးအထူးပေါ့နော်အထူးအာလိုက်နာလိုက်နာကျင့်သုံးတဲ့ဒီဒီတန်ဃာတွေတော်တော်များများကိုသူတို့ဟိုလိုက်လှူတာများရတယ်ပေါ့နော်ကိုရနှစ်ရက်စာလို့ရှင်းနေရဒီနေ့16ရက်နေ့အစဲမိုင်းမဟာဝိဟာရကမဟာဝိဟာရအောင်အဲဒီလာပြီးတော့ဟိုလှူလို့ရပါတယ်အဲတရက်စာကို9သိန်းလှူလို့ရပါတယ်ပေါ့နော် အော်ဒီနေ့လှူတာကြတော့ဘို့လို့စွန်းက2ရက်စာပေါ့နော်စွန်း2ရက်စာ14သိန်းအော်ပြီးတော့တန်ကန်းအပိတ်စအဖြူတွေကတော့ပူပူဖန်တယောက်ကလည်း तू ကလှူ तू ကိုယ်မလှူနိုင်ဘူးပူပူသွားတဲ့ခါကျရင်လှူပေးပါဆိုလို့အာတန်ကန်းအဲတန်ကန်းတွေပါတယ်ပေါ့နော်အဲ့ဒါရဲ့ဒုကုတ်တွေရောတန်ကန်းပူပူတို့ရောအလုံးပေါင်းရက်တောင်အလုံးပေါင်း10သိန်းပို့နောက်ပြီးတော့အာဒီတန်ကန်းเจ้าမှာဝေယဝိဆာသုံးလို့ရအောင်နဝကာမ9သိန်းအလှူတန်းပါတယ်အလုံးပေါင်း တင်း30နီးပါပေါ့30ပေါ့30မှာ29တင်းပေါ့မဝိရကကြောင်းတော်တော်များများတော့တင်ကန်းကိုဆေးဆိုးပြီးတော့ဝစ်ကြတာလေဟိုယုံကြတာသူတို့ကြောင်းမှာအဲ့လိုပိတ်ဖြူပိတ်ဖြူနော်ပိတ်ဖြူတွေကိုလာပြီးဒီပန့်တကူပြစ်လို့ရပါတယ်တဲ့သူတို့ဟိုကောက်ပြီးတော့မှကို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 ချုပ်ပြီးတော့မှအဲဆေးဆိုးမယ်ဆေးဆိုးပြီးတော့မှ ရှုံတာပေါ့နော်ဆိုတော့ဒီပိတ်ဆလှူတဲ့သဘောပေါ့နော်ဆိုတော့သူကပိတ်ဆဆိုတော့တင်ငန်းတော့မဖြစ်သေးဘူးပေါ့တင်ငန်းဖြစ်အောင်တော့ဟိုဖုံဖုံတို့ကတော့စီမံတာပေါ့နော်ဆိုတော့ဆေးဆိုးတာတို့ဘာလို့လုပ်တယ်သူတို့ကဆေးဆိုးပြီးကအဲတို့ဆေးဆိုးပြီးသားအမ original အဲ့ဒါဟာတို့မယုံဘူးတဲ့အဘဘလို့လှူတော့လေအခုကဟိုပိတ်ဆအဖြူတွေကိုချုပ်ထားတဲ့ဟာလှူတာတင်ငန်းလှူပြတာမဟုတ်ပေါ့နော်ပိတ်ဆအဖြူတွေလှူထားတာပေါ့နော်အဲအတမင်တက်တက်လေဒီ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 မဟာဝိရာကွာကြောင်းကအဖြူအဲ့လိုမျိုးတွေကြားထားတယ်အဲ့ကြောင့်ဘုအိမ်ကတင်ငန်းနေအောင်ထား ားခဲ့ရပါတော့တည်ရမလားဟိုတင်ငန်းအရောင်နေအကောင်းဆုံးလှူခြင်းလို့ဆိုပြီးယူလာတဲ့ဒါဒီဝါပိုချီတင်ကန်းနေအောင်မထားပြီးတော့ဟိုဆရာတော်ကသူသူပိတ်ဆရအောင်မှသူကရှင်ဖះလို့ဒါတပြီးတော့သုံးသက်တက်ဆဒေါခွက်တက်ပြည့်နဲ့တည်တည်ချာချုပ်ထားတော့ဖះလို့တော့ပြောခဲ့တယ်ဂျုံလမ်းမြုံလားတော့မသိသူတို့ကတော့ပန့်တကူကိုသူတို့သဘောပေါက်ကြတယ်လို့တရင်ကြဟာဆိုတော့ခဲပရိသတ်နေတွေကနေပြီးတော့ကောပစာလည်းမြိုင်းတက်နိုင်ဘူးဆိုလို့ရှိရင်သူတို့ပိတ်ဆချီသားပေါ့နော်အဖြူတွေကို အော်ဝယ်ပြီးတော့ဒီမှာပန်းတကူလာပြစ်လို့ရပါတယ်အဘူးကုန်နေလည်းမကုန်တော့ပတ်စံနေလည်းပို့မကုန်တော့ဘူးပေါ့နော်အဲချုပ်ခါလည်းမကုန်ချုပ်စရာလည်းမလိုပိတ်စာလေးဝယ်ပြီးတော့ညှက်ညှက်ညှက်ပြီးတော့အဲဒီမှာလာပြီးပြည့်အောင်မယ်ပေါ့နော်ဆိုတော့အဲ့လိုလေးကုသိုလ်လုပ်လို့ရပါလို့ပြောချင်ပါတယ်တော့ဖုန်းမကန်ဘူးပတ်စံမကန်ဘူးနောက်ပြီးတော့မလိုတာလုံးဝအလိုမခံဘူးတဲ့ငန်းသုံးဆောင်ထပ်ပို့ပြီးတော့ဒီမှာမထားဘူးတဲ့အာလွတ်လွတ်ကျွတ်ကျွတ်ဟိုတကယ်လို့ဒီเจ้าကမဟုတ်ဟိုဒီเจ้าကမနေတော့ဘူးသွားမယ်ဆိုလို့ရှိရင်လဲတပိပိုက်ပြီးသွားလို့ရအောင်ပေါ့နော်ဆိုတော့ဒီလိုမျိုးဟိုချိုးချံချွေးတာတဲ့ ပစ္စည်းဥစ္စာမမောမမောချင်းတိတ်မရှိတဲ့တန်ခါတွေလှူရတာဘိုးတို့ကအာဘိုးတို့ပို့ပြီးတော့ဟိုစိတ်ချမ်းသာတယ်နောက်တစ်ခါကျတော့ဟိုအလှအလှရှင်တွေအတွက်လဲစိတ်စိတ်ဟိုဝင်တော့ဝင်ဖို့မဖြစ်ဘူးပြောချင်တာကတော့ဟိုဟိုတကားတကားမတွေကိုဒုက္ခမပေးဘူးပေါ့နော်အဲ့ဒါလေးပဲအဲ့အဲ့ဒါလေးသဘောကျလို့ပါအဲ့တော့ကိုယ်တွေလည်းလှူနိုင်လှူတယ်မလှူနိုင်လို့ရှိရင်လည်းဘာမှမဖြစ်ဘူးကိုကကိုရှင်ပြားတပည့်တော်မလှူနိုင်သေးလို့ပေါ့အဲ့တော့ဟိုဟိုလှူနိုင်တဲ့ခါကျတော့လည်းလာလှူကြပါလေ အဲ့တော့ဒါဖြင့်ဗုဒ္ဓဘုဒ္ဓတိကမ္မဋ္ဌာန်းကိုဘယ်လိုပွားများမလဲဖျားဆိုတော့အခုံတော်၉ပွားလုံးကိုပွားများလို့ရတယ်။၉ပွားလုံးကိုမရနိုင်ဘူးဆိုလို့ရှိရင်အရဟံဂုံတော်ဤတစ်ခုပဲပွားပါ။အများကြီးပွားဆရာဘူးလို့ဆရာဖျားရူရပူပူမွေးနေ့လက်ဆောင်ဆိုပြီးပေးလိုက်တယ်။အဲ့ဒါဘိုးပြိတ်သက်တို့ပွားပြန်ပြီးပေးပါမယ်ဆိုပြီးတော့ စိတ်အဲ့ဖိုးဖိုးကပေးလိုက်တယ်ပြန်ပေးလိုက်ပေါ့နော်ဘာဖြစ်လို့ဘာဘာမွေးနေ့လက်ဆောင်လဲဆိုတော့ဗုဒ္ဓနုတတိပွားတာပေါ့နော်အာအရဟံပေါ့အရဟံလောဘဒေါသကိလေသာအညစ်အကြေးများဝါဒနာကိုအကျင့်မှမကျန်ပဲတတ်နိုင်တော့ဘူးလို့မြတ်စွာဘုရားမြတ်စွာဘုရားလောဘဒေါသမျိုးဟာမရှိဘူးတဲ့အဲ့နော်အဲ့ဒါလေးကိုတောက်လျှောက်လေးနော်ဟိုအထုံအအထုံဖြစ်သွားအောင်ကြင့်ကြံပွားများနေမယ်ဆိုလို့ရှိရရှင်ရင်အာကိုယ့်ကိုနှက်မြက်နှကောင်းနေရဆောက်ရှောက်တယ် နောက်အကျင့်ကြံပွားများအရင်များွားလို့ရှိရှင်တော့ဟာလာဟိုဖျားတစုကဲ့သို့ဟိုကိုယ်လူတွေကဟိုကြီးညိုလာမယ်ပေါ့ဒါပေမဲ့ဟိုလူကျင်တက်မှတ်စိတ်နေတော့ဟိုမလုံနေပေါ့နော်အဲဒါဟိုဒီဗုဒ္ဓနုတ္တိဂုံတော်လေးတွေပွိုင်းပွိုင်းနေဂုံတော်ကိုးပါလုံးလဲပွားလို့ရတယ်တခုတည်းကိုလဲပွားလို့ရတယ်အဲ့လိုပွားလို့ရှိရှင်ဆောနာလိုမျိုးပေါ့အလုံးရဆန်းနိုင်အလုံးလဲပြည်လာမှာပေါ့ ရိယာနဝင်အရိယာနဝင်တန်ဃာတော်ရှင်မြတ်တို့ဤတန်ဃာတော်ရှင်မြတ်တို့ဤလာအဆရှိသောတိလာအဆရှိသောဘုံတို့ဘုံတို့ကိုအာယုံပြု၍အာယုံပြု၍သောအဆသောဟောပိုနဲ့ကြတော့လေအဲ့လိုမျိုးစိတ်တူတယ်ယောက်ျားစိတ်ကိုယ်ညီမဟိုလုံရင်လုံမယ်မလုံမလုံဘူးပေါ့နော်နောက်ပြီးသူများပေါ့လေအဲ့လိုမျိုးအောက်ကျက်တာမကြိုက်ဘူးကိုရပေါ်တင်မယ်အဲ့အဲ့လိုမျိုးဟိုစိတ်ထဲမှာရှိတဲ့အတိုင်းဝုံဝင်းလင်းလင်းပဲပေါ့နော်သူနဲ့ပေါင်းပြတာဘယ်လိုပဲဖြစ်ကိုအတွက်ငယ်ပေမဲ့အဲ့အဲ့လိုမျိုးလေးပေါ့နော်ကိုအချိုးရှိရပါပေါ့နော် तू ပြင်ပန်းခဲ့ရတာတွေဒီကိုတွေတည်တယ်သူကိုယ်တိုင်လည်းတည်ရယ်ဆိုတော့အခုချိန်မှာဘလိုပဲဖြစ်ဖြစ်အပင်တပင်ဝဝေးဆာဆာလေးဖြစ်နေဆိုတော့ဝမ်းသာတယ်အခုဒီနောက်ပိုင်းတော့ဘလိုပြောမလဲကဘာတွေပတ်တော့ပေါ့နော်သူလည်းလှုပ်ရှင်တိုင်းလှုပ်တော့မှာခြားတော့တမီးကလည်း MTV ရဲ့မိုက်စာတွေရိုက်မယ်အခုကတော့ဘလိုပြောမလဲသူစိတ်ထဲရှိတဲ့ဟာသူခြားနေရပဲအဲခြေနဲ့တယ်ဘူဘူမြဲဆိုတော့နေဟာတခုရှိပါတယ်ဘူဘူဒီဘွားဒီခန္ဓာနဲ့နေတယ်မယ်ဟိုကနိဗ္ဗာန်ကိုအဲတွားကျင်တာပေါ့နော်အဲ့တော့ ဒါပေမဲ့နိဗ္ဗာန်မရောက်ခင်ဒီနိဗ္ဗာန်လမ်းကိုမသွားခင်ပေါ့နော်ဟိုအမြဲပြောပါရဲ့ဟိုအသက်50လောက်တိလရှင်ဝင်မယ်ပေါ့နော်အဲ့အဲ့အသက်50မတိုင်ခင်ပါလေလေဟိုဖြစ်ချင်တာစိတ်ချမ်းသာခြင်းနဲ့ကိုယ်အရင်ချစ်တဲ့လူနဲ့ကိုယ်တွေ့ခြင်းနဲ့ကိုယ်ချစ်ချင်းမြတ်တာရေကြီးဆိုင်တဲ့လူနဲ့ကိုယ်တွေ့ခြင်းနဲ့အဲ့အဲ့အချိန်တွေမှာကိုယ်ကအဲ့လိုနေခြင်းတော့ပေါ့နော်ပြီးတော့ကိုယ်လိုခြင်းနဲ့ဟိုဟိုဟိုကိုဖြစ်ချင်တာရေအကုန်လုံးဖြစ်ဖြစ်ပြီးတော့စိတ်ချမ်းသာနေခြင်းနဲ့အပျော်ဆုံးလူတစ်ယောက်ဖြစ်ချင်တာပေါ့နော် အဲပြီးွားရင်တော့ဟိုနိဗ္ဗာန်လမ်းကိုပဲသွားဖို့အတွက်အခွင့်အရေးပေးပါပေါ့နော်အဲတရားထိုင်ဖို့ပေါ့နော်အဲပြီးတော့ maybe တိရရှင်လဲဝဲဝတ်မယ်ဒါမှမဟုတ်လဲတိရရှင်ဘုပ်ပဲနဲ့လဲတရားအထုတ်လို့ရတယ်လူဘဝနဲ့လဲအထုတ်လို့ရတယ်အဲ့လိုမျိုးနေွားကျင်တယ်အဲနောက်ထပ်လူလဲဖြစ်ချင်တော့တိရဆန်လဲဖြစ်ချင်တော့ဘာမှဖြစ်ချင်တော့ဘာမှမလို့ကျင်တော့တာအဲဒီအခုဒီဘဝမှာခံနေရတဲ့ဒုက္ခတွေနဲ့တော်တော်တန်နေပါဘူးอืมအဲကြောင့် 아니야, 아니야, 이런 무야.